မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြားထံတော်ဘာမှာခန္ဓာစိတ်ဝိညာဉ်မာစာခြင်းအမျိုးမျိုးကိုခန်းစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာဂျေဇုတော်အားဖြင့်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်စာလံချမ်းခန်းကြီး44အပိုက်ငယ်1 1ကိုဆင်ခြင်ဖို့ ပြင်ဆင်ထားပါတယ်အကယ်စင်စစ်ကိုတော့အတွက်ကျွန်ုပ်တို့သည် အစင်မပြက်အသေးသက်ချင်းကိုခံရကြပါ၏တပ်ဖို့ရာထားသောတိုးကဲ့သို့အကျွန်ုပ်တို့ကို သူတပားမှတ်တတ်ကြပါ၏ဒီနေရာမှာဘာတွေ့ရလဲဆိုတော့အနစ်နာခံခြင်းဆွန့်လွတ်ခြင်းနဲ့ဆိုင်တဲ့အရာတွေ့ရပါတယ်တပ်ဖို့ရာထားသောတိုးဆိုတဲ့စကလုံးကတော့ရစ်ပလင်ပေါ်မှာပူဇော်ခြင်းခံရမဲ့တိုးတကောင်လိုပဲတတ်မဲ့သူကိုဘာမှယံမမှုပဲနဲ့အသာတကြီးငြိမ်ခံပြီးတော့မှ ဘုရားရှိခိုးပူဇော်ရတဲ့ရစ်ကောင်ကိုရည်ညွှန်းတာဖြစ်ပါတယ်။ဒါကြောင့်ဇာလံဆရာကအကျွန်ုပ်တို့ကအစင်မပြတ်အသေးသက်ချင်းခံရတယ်လို့ပြောတဲ့အခါမှာဘု து အတွက်လဲဆိုတော့ကိုတော့အတွက်အဲ့တော့တတ်ဖို့ရထားတဲ့တိုးလိုပဲတဲ့သူတပားတွေကကျွန်တော်တို့ကိုအစင်မပြတ်ဒုက္ခပေးတဲ့ရံမှုတွေတက်ဖြတ်ဖို့ရန်ကြံစီတယ်ဆိုပြီးတော့မှဒီလိုမျိုးဖော်ပြတာကို တွေ့ရပါတယ်ဒီစကားနဲ့ပတ်သက်ပြီးတော့မှ ဓမ္မသစ်ကျမ်းမှာလည်းသုံးနှုန်းသာတွေ့ရပါတယ်။သူတို့ဘာတွေဝိညာဉ်ပြောင်းလဲဖို့ဆိုလို့ရှိရင်ကိုယ့်ရဲ့အတ္တတာကိုရစ်ပလင်ပေါ်မှာတည်သောရစ်ကောင်လိုပဲအစဉ်သစ်ရှိတဲ့အကြောင်းကိုဒီလိုရည်ရွယ်ပြီးတော့မှသွန်သင်ထားတာတွေ့ရပါတယ်။ချစ်တော်မိဘညီကိုမောင်နှမတို့သခင်ယေရှုခရစ်တော်ကလည်းကျွန်တော်လူသားတွေအတွက်အသေးသက်ချင်းကိုခံတဲ့တိုးလိုပဲလူတွေကသူ့ကိုရဲရဲဆက်ဆက်တတ်ဖြတ်ပြီးလက်ဝါးကတ်တိုင်ပေါ်မှာစွန့်ပစ်ခဲ့ကြပါတယ် သူ့ကိုအလိုမရှိတဲ့အတွက်ကြောင့်မလို့နောက်ဆုံးမှသူဟာလက်ဝါကတိုင်မှာ အသက်စွန့်တယ်။သို့တော်လည်းပဲဒါကကျွန်တော်တို့လူသားတွေအပြစ်ကနေလွတ်မြောက်ဖို့ရန်အတွက်သခင်ယေရှုခရစ်တော်ကဂျေဇူးပြုလာဖြစ်ပါတယ်။ဘုရားသခင်ရဲ့ရှေ့တော်မှာရစ်ကောင်တဖွဲ့ပူဇော်ခံရခြင်းဟာကျွန်တော်တို့ကို သူ့ရဲ့အသွေးနဲ့အပြစ်ရှိသမျှကိုဆေးကြောပေးခဲ့ခြင်းပဲဖြစ်ပါတယ်။သို့တော်လည်းဘုရားသခင်ကသခင်ယေရှုကိုတေခြင်းမှလမ်းမဆုံးစေပဲ၃ရက်မြောက်သောနေ့မှာ ြန်လည်ရှင်ပြန်ထမ်းမြောက်စေခဲ့တာကြောင့်မို့လို့ကျွန်တော်တို့ဟာသခင်ယေရှုခရစ်တော်အားဖြင့်အသက်ရှင်ခြင်းအကြောင်းဟာဖြစ်ပေါ်လာတာဖြစ်ပါတယ်။ထိုနည်း၎င်းပဲတမန်တော်ကြီးတွေကလည်းထိုထုံးကိုနှလုံးမူပြီးမှသူတို့ဘာတွေကသူတို့ကိုတတ်ဖို့ဖြတ်ဖို့ကြံစီတယ်၊ဖန်စီဖို့ကြံစီတယ်၊သူတို့ကိုအမျိုးမျိုးဒုက္ခပေးဖို့ရန်ကြံစီပေမဲ့သူတို့ကတော့ဘုရားသခင်အတွက်အမြဲတမ်းအစဉ်သင့်ရှိနေတယ် သူတို့အသက်ကိုပဲမနှမျောပဲပေးဖို့ရန်အတွက်ရည်ရွယ်ထားကြတယ်။ပျောက်ဆုံးဝိညာဉ်တွေကိုရရှိပိုင်ဆိုင်ဖို့ရန်အတွက်သူတို့ရဲ့အသက်ကို ပေးရမယ်ဆိုရင်တော့ပေးခြင်းစိတ်ရှိကြတယ်ဆိုတာကိုတွေ့ရပါတယ်။ခရစ်တော်လိုမျိုးပြန်လည်ရှင်ပြန်ထမြောက်ခြင်းအခွင့်ရမယ်ဆိုရင် ခရစ်တော်အသက်ဆုံးတယ်လို့မျိုးလဝါကတ်တိုင်မှာအသက်ဆုံးခြင်းတယ်လို့ရှင်ပေါလုကဒီလောက်ထိ ပြောထားတာတွေ့ရပါတယ်။ပြီးတော့အသက်ရှင်နေစဉ်မှာလည်းကျွန်တော်တို့ဟာ တက်ရှင်သောရစ်ကောင်တဖွဲ့အသက်တာမှာအသက်ရှင်ဖို့ရှင်ဘောလူကတုံသင်ထားပြန်ပါတယ်။တက်ရှင်ခြင်းလက္ခဏာတန်ရှင်ခြင်းလက္ခဏာဖျားနှစ်သက်တော်မူဝေသောလက္ခဏာနှင့်ပြည့်စုံသောရစ်လို့ဖော်ပြတဲ့အတွေ့ရစ်လို့ပြောကြတဲ့ကိုကဘုရားရှိတော်မောက်မှာ ကျွန်တော်တို့ဟာ စက္ကပ်ပူဇော်ခြင်းဘုရားသခင်နှစ်သက်ဖွယ်ဖြစ်စေဖို့ရန်အတွက်အနှံခြင်းဆိုတဲ့အဓိပ္ပာယ်ဒီအများကြီးရှိပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့က နောက်တစ်ခါပျောက်ဆုံးဝိညာဉ်တွေအတွက်အသက်စွန့်စရာအသေးခံစရာမလိုတော့တော့လေနေ့စဉ်အသက်တာမှာတော့ကျွန်တော်တို့ဟာဘုရားသခင်ရှေ့တော်မောက်မှာမွေးကြိမ်တော်ရစ်ဖြစ်စေဖို့ရန်ကျွန်တော်ရဲ့အသက်ရှင်ခြင်းလက္ခဏာတန်ရှင်ခြင်းလက္ခဏာဘုရားနှစ်သက်တော်မူပွဲတော်လက္ခဏာတွေနဲ့ပြည့်စုံတဲ့အသက်တာနဲ့အသက်ရှင်ဖို့လိုပါတယ်ဒါမှသာလေဘုရားနှစ်သက်တော်ရစ်လူအများရှိမှဘုန်းတော်ထင်ရှားသောရစ်ဖြစ်ပါလိမ့်မယ်။ चित्त တော်မိဘညီကိုမောင်နှမတို့ကျွန်တော်တို့ဟာ ဘာပဲဖြစ်ဖြစ်ဘုရားသခင်ရှေ့တော်မောက်မှာဆက်ကပ်ပူဇော်တင်လူရမယ်ရစ်ကောင်တပွဲဘုရားသခင်ရဲ့နိုင်ငံတော်အမှုတော်အတွက်ပြင်ဆင်ထားဖို့အစဉ်သင့်ရှိနေဖို့လိုပါတယ်ဖျာရှင်ကောင်းချီးပေးပါစေကောင်းမြတ်သောဘုရားကိုရုကိုကျေးဇူးတင်ပါတယ်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့ကိုသွန်သင်သောကြောင့်ကိုရုကိုကျေးဇူးတင်နေနာမတော်ပုံကြီးပါစေဒီနေ့တအားလုံးပေါ်မှာကိုရောလက်တော်ရှိပါကျွန်တော်ရဲ့အသက်တာမှာကိုရောနှစ်သက်ဖွယ်ရစ်ဖြစ်စေပါ ကိုရောဘုံတော်ထင်ရှားတဲ့အသက်တာနဲ့အသက်တာမှာအသက်ရှင်နိုင်ဖို့လေကိုရောဖရာမာစာပါဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလေကိုရောဖရာရဲ့လက်တော်ရှိပြီးကိုရောရဲ့ဘုံတော်အတွက်အသက်ရှင်တော်သူများဖြစ်စေပါမိအကြောင်းဆုတောင်းလျက်ကောင်းချီးပေးပါရခန္ဓာစိတ်ဝိညာဉ်မာစာချင်းအမျိုးမျိုးကိုလေချပေးတော်မူပါမိအကြောင်းမကြမ်းမာတဲ့သူကိုလည်းကြမ်းမာစေပါမိအကြောင်းကောင်းချီးပေးပါရဒီနေ့တအားလုံးလက်ဝဲအနန္တဆုတောင်းတဲ့အခါမှာ ကယ်တင်ရှင်ယေရှုခရစ်တော်နာမ၌ဆက်ကအနံဆုတောင်း၍တနေတာကိုအစာပြုပါ၏အာမင်